မင်္ဂလာဆောင်နဲ့အိမ်တောင်မမောရဲ့တူတော်မောင်ကမမောရေတဲ့တပည့်တော်ဝါကျွရင်အိမ်တောင်ပြုမယ်ဖရာတဲ့အဲ့ဒါတပည့်တော်ကိုအိမ်တောင်ပြုတော်နဲ့ပတ်သက်လို့ဆုံးမဩဝါဒလေးပြပါအောင်လို့လာပြီးတော့ရှောက်ထားတယ်ပေါ့မမောရဲ့ဓမ္မမိတ်ဆွေတွေထမ်းပါလဲပဲဝါကျွရင်အိမ်တောင်ပြုဖို့စဉ်းစားနေတဲ့လူတွေလည်းရှိမှာပေါ့နော်ဒီနေရာမှာမင်္ဂလာဆောင်တာနဲ့အိမ်တောင်ပြုတာကိုခွဲခွဲခြားခြားသိဖို့အတွက်ပြောပြစရာလေးရှိပါတယ် မင်္ဂလာဆောင်တာနဲ့အိမ်အောင်ကြတာနဲ့မတူပါဘူးမင်္ဂလာဆိုတာကမြတ်စွာဘုရားဟောတဲ့မင်္ဂလာ38ဖြာမင်္ဂလာရှိပါတယ်ကြီးပွားချမ်းသာအကြောင်းအရာမင်္ဂလာဟုခေါ်ဆိုတဲ့အတိုင်းပဲမင်္ဂလာတရားတွေဟာကြီးပွားကြောင်းချမ်းသာကြောင်းတရားတော်တွေဖြစ်ပါတယ်အဲ့ဒီကြီးပွားကြောင်းချမ်းသာကြောင်းမင်္ဂလာတွေကိုအကြောင်းပြုပြီးတော့ဒီမင်္ဂလာထဲမှာပုတ္တဒရဒတင်ကဟောဆိုတဲ့မင်္ဂလာတစ်ခုရှိပါတယ်လူကြီးမိဘတွေက သားများကိုထောက်ပံ့လူဒန်းချင်းဟာမင်္ဂလာတပါးဆိုတဲ့အတိုင်းပဲဒီပုဂ္ဂိုလ်ဟာမင်္ဂလာဆောင်လိုက်တာနဲ့တပြိုင်နက်အဲပုပ္ပနမိတ်အနေနဲ့ရှင်ပြေနမိတ်အနေနဲ့ခေါ်ဝေါ်တုံလုံးကြတာကိုတွေ့ရပါတယ်မြတ်စွာဘုရားဟောခဲ့တဲ့38ပြာမင်္ဂလာကိုပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်လည်းပဲ38ပြာမင်္ဂလာဟာလူတွေလိုက်နာစရာတွေကျင့်သုံးစရာတွေတာဝန်တွေများစွာတွေ့ရပါတယ်မြတ်စွာဘုရားချမှတ်ထားတဲ့ ဒီမင်္ဂလာနဲ့ပတ်သက်လို့မြတ်စွာဘုရားဟောခဲ့တဲ့မင်္ဂလာတရားတော်တွေနဲ့ပတ်သက်လို့လိုက်နာတဲ့သူတွေကျင့်သုံးတဲ့သူတွေတာဝန်ကို သိတဲ့သူတွေတာဝန်ယူတတ်တဲ့သူတွေဟာမြမစကားမှာရှိပါတယ်ကျက်တည်မင်္ဂလာရှိတယ်ဆိုတဲ့စကားလေးတစ်ခုရှိတော့ဗောနော်မင်္ဂလာကိုအကြောင်းနဲ့အကျိုးခွဲခြားပြီးတော့မှကြည့်ရပါမယ်အကြောင်းတရားဆိုတာကဒီတာဝန်တွေကိုသိပြီးတော့ လူတာဝန်တွေကိုတိလူချင်းဝတ်တွေကိုလိုက်ပြီးတော့ကျင့်ကြမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်တည်မင်္ဂလာရှိပါတယ်အဲ့တော့လူတာဝန်ကိုလည်းမသိလူချင်းဝတ်ကိုလည်းပဲမကျင့်သုံးတဲ့ပုဂ္ဂိုလ်များကြတော့ဆန့်ကျင်ပဲစကားပေါ့စိတ်တည်လည်းမရှိဘူးမင်္ဂလာတယ်မင်္ဂလာလည်းမရှိပါဘူးဒါကိုတနည်းအားဖြင့်မင်္ဂလာလို့ခေါ်ပါတယ်နောက်ဆောင်းတာပေါ့ဆောင်းတယ်ဆိုတာကတနည်းအားဖြင့်တဲတာယူတာကိုပြောတာပါပဲ ကိုအိမ်မှာနေစဉ်တုန်းကတော့မိဘရဲ့အနားမှာနေတော့မိဘကကိုရဲ့လက်ဦးဆရာလည်းဖြစ်တယ်။ကိုရဲ့အဲလက်ဦးဆရာဆိုတော့ကိုကတပည့်တယောက်အနေနဲ့မိဘအိမ်မှာနေရတယ်။မိဘတွေကနာယကတယောက်အနေနဲ့ရှိကနေဦးစည်းဦးဆောင်ပြုတယ်။ကိုကနောက်လိုက်အနေနဲ့နေရတယ်။တာသမီတယောက်အနေနဲ့နေရတော့သူ့မှာတာဝန်တွေဘာမှမရှိဘူးပေါ့နော်။အကောင်လုံးကမိဘတွေပဲတာဝန်ယူထားတာ။အခုအဝါဟဝိဝါဟမင်္ဂလာပေါ့။ ိမ်အောင်ကြပြီလေဆိုရော့ဒီသားသမီးတွေဟာအိမ်အောင်တာဝန်တွေကိုထမ်းဆောင်ရတော့မယ်။အော်မိဘအိမ်မှာနေသလိုတော့နေလို့မရတော့ဘူး။မိဘတွေထမ်းဆောင်ခဲ့တဲ့အဲပုံမစတီးယားလို့ခေါ်တဲ့နေဆရာသမားရဲ့နေရာကိုလည်းသူရသွားပြီ။နာယကနေရာကိုလည်းသူရလာပြီ။သားသမီးတွေရဲ့ဦးစီးဦးဆောင်တယောက်အနေနဲ့လည်းပဲဒီယာဒူးကိုလည်းပဲသူရလာပြီဖြစ်ပါတယ်။ ။အကြောင်းမို့ဓာဒီတာဝန်တွေကိုတည်ရတယ်ဆောင်ရတယ်ပေါ့။ဒါကတယောက်ချင်းစီအနေနဲ့ပြောတာဖြစ်ပါတယ်။ဘဝတစ်ပတ်ကြီးလိုက်မယ်ဆိုရင်လည်းပဲနှစ်ဦးနှစ်ဖက်ပေါင်းစပ်လိုက်တဲ့အခါမှာဘဝကမိဘရဲ့ဒီဘက်ကမိဘရဲ့ဆိုတော့နှစ်ဖက်မိဘတွေဖြစ်သွားတယ်။ဘဝဘက်ကရွှေမျိုးရဲ့ဒီဘက်ကရွှေမျိုးရဲ့ပေါင်းစပ်လိုက်တော့နှစ်ဖက်ရွှေမျိုးတွေဖြစ်သွားတယ်။အဲ့တော့တာဝန်တွေကများစွာပိုလာတယ်များစွာထမ်းဆောင်ရတာဖြစ်ပါတယ်ဆိုကြပါစို့ မိဘအိမ်မနေတော့ကတော့မိဘရဲ့နောက်လိုက်အနေနဲ့တပည့်တယောက်အနေနဲ့သာသမီတယောက်အနေနဲ့နေခဲ့တယ်။အခုအိမ်အောင်ကြပြီလဲဆိုတော့ကိုကမိဘရဲ့တာဝန်တွေကိုထမ်းဆောင်ရတော့မယ်။ဇာသမားတယောက်ရဲ့တာဝန်တွေကိုထမ်းဆောင်ရတော့မယ်။ပြီးတော့ပုဒ္ဒတာတတသင်္ဃောတဲ့ရလာတဲ့သာသမီတွေကိုလည်းပဲကျွေးမွေးထောက်ပံ့ခြင်းဆိုတဲ့တာဝန်တွေလည်းပိုးလာမယ်။နှစ်ဖက်မိဘညာတကာနင်းစာသင်္ဃောတဲ့ရွှေမျိုးတွေကိုထောက်ပံ့ရမယ်။တာဝန်တွေလည်းပဲအသီးသီးပိုလာမှာဖြစ်ပါတယ်။ ဒါရဘာပြောရလဲဆိုရင်မင်္ဂလာဆောင်တယ်ရှိကပြောခဲ့တယ်မင်္ဂလာဆိုတာကတာဝန်တွေကိုတည်ပြီးတော့လိုက်နာစရာတွေကျင့်သုံးစရာတွေကိုလိုက်နာတာကိုမင်္ဂလာနောက်ဆောင်တယ်တည်တယ်ဆိုတာကစွန်းနာနေကပြောတယ်မိဘတွေရဲ့တာဝန်တွေကိုသူဟာလက်လွဲပြီးတော့မှတပ်ဖန်ပြန်ပြီးတော့တာဝန်ထမ်းဆောင်တာကဒါအသေးတာယူတာပေါ့ဒါကိုမင်္ဂလာဆောင်တယ်လို့ခေါ်ပါတယ်ဒါကမင်္ဂလာဆောင်တဲ့သူတွေအတွက်ပြောပြတာပေါ့နော် မင်္ဂလာမဆောင်တဲ့သူတွေကတော့တာဝန်တွေလည်းများစွာမရှိပါဘူး။ဒါမဲ့လို့အားမငယ်ပါနဲ့။မင်္ဂလာမဆောင်တဲ့ပုံကိုယ်တွေကတော့ငါအိတ်တယ်၊ငါနိုးတယ်၊နဘေးကြည့်ဘာမှမရှိကျဲဝန်းလိုက်ပါပြီဆိုတဲ့စကားလိုပဲ။မင်္ဂလာမဆောင်တဲ့ပုံကိုယ်တွေအိမ်တော်သားမွေးမလုပ်တဲ့ပုံကိုယ်တွေကြတော့တယောက်တည်းအိတ်၊တယောက်တည်းနိုး၊နဘေးကြည့်တော့လည်းဘာမှမရှိတော့ဒီသားရေးသမီးရေးနဲ့ပတ်သက်လို့ကောင်းရှုပ်စရာတွေ ဒါတွေမရှိတော့ဘူးပေါ့နော်အရန်ချမ်းသာတဲ့တမျိုးလို့ပြောရမှာပေါ့မြတ်စွာဘုရားကတော့ဟောတယ်အံဘောကတော့ပပိစာတဲ့ဘဝဝတ်ပေါင်းလွတ်အောင်ရှောင်တဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝဟာလွင်တီးကောင်လို့ကျေဝန်းတယ်တဲ့အဲ့တော့ကိုကအိမ်တော်မကြသေးလို့မင်္ဂလာမဆောင်ရသေးလို့လည်းဘာမှစိတ်ဓာတ်မကြနဲ့ပေါ့နော်ဒါကိုရဲ့ဘဝဟာလွလွလပ်လပ်ပျော်ပျော်ပါပါကျဲကျဲဝန်းဝန်းကြီးတယောက်တည်းအိတ်တယောက်တည်းနိုးလို့ရသေးတာပေါ့ဒီနေရာမှာ မင်္ဂလာဆောင်တာနဲ့အိမ်အောင်ကြတာနဲ့မတူဘူးပေါ့ပထမဘုံဘုံပြောခဲ့တာကတော့မင်္ဂလာဆောင်တာနဲ့ပတ်သက်လို့ပြောခဲ့ပြီးအခုဒုတိယပြောမှာကတော့အိမ်တောင်ကြတာပေါ့ထောင်ဆိုတဲ့နေရာကတာဝန်မဲ့တဲ့သူတွေစီကံချိုးပေါက်တဲ့သူတွေမကောင်းတာလုပ်တဲ့သူတွေအတွေ့ထောင်ဆိုတာလွတ်လပ်မှုမရှိပျော်ရွှင်မှုစိတ်သုံးပြီးတော့အာအချင်းကြခံထားရတဲ့အချင်းစခန်းကြီးတစ်ခုပေါ့နော်ဒါအလုံးထောင်ဆိုတာသိတယ်အဲ့ဒီထောင်လိုပဲပေါ့ ိမ်တောင်တော့ကြာသွားတယ်မင်္ဂလာတော့ဆောင်းလိုက်တယ်အိမ်တောင်ကြာတယ်ဒီအိမ်တောင်တဲ့ဘဝမှာတယောက်နဲ့တယောက်စီးချင်းညီအောင်တယောက်နဲ့တယောက်စိတ်ချင်းတူအောင်ညီပြီးတော့မှရာသက်ပံရိုးမြေကြပေါင်းသိမ့်နိုင်ဖို့အတွက်ညီပြီးတော့မှသွားကြရတာဖြစ်ပါတယ်အဲ့တော့တယောက်နဲ့တယောက်စိတ်ချင်းမတူဇိုက်ချင်းမတူဝါသနာချင်းမတူဒီလိုပေါင်းသိမ့်လာကြတဲ့အခါမှာတယောက်နဲ့တယောက်သိခံမှုတွေအားနေလာတဲ့အခါမှာ မင်္ဂလာဆောင်တာမဟုတ်တော့ပဲအိမ်တောင်ကြတာဖြစ်သွားတာပေါ့အိမ်တောင်ကြတယ်ဆိုတာထောင်ဆိုတာကလွတ်လပ်မှုတွေပျော်ရွှင်မှုတွေစိတ်သုံးတဲ့နေရာအချင်းစခန်းကြီးတစ်ခုဖြစ်တယ်ကိုလည်းပဲမင်္ဂလာဆောင်လိုက်လို့ထပ်ပြီးတော့အိမ်တောင်ကြသွားတယ်ဆိုရင်တော့အယံကိုဟိုကျင်းကြတဲ့အချင်းစခန်းကြီးထဲမှာနေရတယ်လို့ဖြစ်သွားမှာပေါ့ဗျာအားကြောင့်မို့မင်္ဂလာဆောင်ပါလားအိမ်တောင်ကြမှာလားဆိုတာကိုကိုပြန်ပြီးတော့မှစဉ်းစားပေါ့အားလုံးပဲကိုစိတ်နှပါ ကျမ်းမာချမ်းသာတော်မူကြပါစေ။